ီနေ့ကတော့ SS SSK level 1ပေါ့နော် SSK 1ကနေပြီးတော့မှ sharing လုပ်ပေးမယ်ဒါတော့ content ပေါ့နော် SSK level 1မှာပါတဲ့ content အဲ့ဒီဒီစာအုပ်ပေါ့နော် SSK 1စာအုပ်လေးဒီအဝစာအုပ်လေးမှာဆိုလို့ရှိရင်အခန်း15ခန်းပါတယ်ခုဒီမှာပြထားတဲ့ဟာတွေပေါ့နော်နီဟောင်းရှေရှေနီဒီကြောင့်စမမင်းစဟောသရှိဝဒဟန်ယူလောက်ရှိသာနီယာဂျင်းညံအရှိဆွေဝါ 我会说汉语。今天几号？我想喝茶。喝茶你儿子在哪工作？我能做这吗？现在几点？明天天气怎么样？他在学做中国菜呢。他买了不少衣服。我是坐飞机来的。你看上阿干不咯？我在第三天妈把来带不咯？对 <noise> 对， 拿来然后，嗯， 先别别动阿干不咯？ ဒါကတော့နီဟောင်းဆိုတာကအဲဟယ်လိုမင်္ဂလာပါပေါ့ရှက်ရှက်နီမင်းကျေးဇူးတင်ပါတယ်ပေါ့ thank you ပေါ့နော်အဲနောက်ညောစမမင်းစဆိုတာကကျတော့မင်းနာမည်ဘယ်လိုခေါ်လဲပေါ့နော်မင်းနာမည်ဘယ်လိုခေါ်လဲဆိုတဲ့အပိုင်းနောက်တစ်ပိုင်းက他是我的汉语老师သူကအဲကျွန်တော်ရတို့ရတရုတ်ဆရာမဖြစ်ပါတယ်တရုတ်ဆရာဘောနော်တရုတ်ဆရာတရုတ်ဆရာမဖြစ်ပါတယ်ပေါ့ ထားဒီညမှာထားဆိုတော့ဒီထားကတော့ main ကလေးကိုရည်ညွှန်းတာပေါ့နော် main ကလေးကိုရည်ညွှန်းတာဖြစ်တယ်အဲနောက်တစ်ခုကထားညွာခြင်းညံအရှိဆွေထားညွာသူ့သမီးကဒီနှစ်အသက်20ပြည့်ပါပြီဝါခွေရှောဟန်ယီကျွန်တော်ဇမားတရုတ်စကားပြောနိုင်ပါတယ်ဂျင်းချန်ဂျီဟောက်ဒီနေ့ဘယ်နေ့လဲဘာ what is the day today နောက်တစ်ခု 我想喝茶。သူလည်းဖက်ရည်တောက်ချင်တယ်ပေါ့နော်ကျွန်တော်လည်းဖက်ရည်တောက်ချင်ပါတယ်။နော်你阿姊在哪工作？မြေသားကဘယ်မှာအလုပ်လုပ်တာလဲ။အဲ့ဒီအခန်းလေးပါမယ်။နောက်တအဲနောက်တခန်းကဝန်ထမ်းစုကြမှာကြမှာဒီခန်းတိုင်းစစ်ဟီဒီဒီမှာထိုင်လို့ရလား။နောက်ရှမ်းကြိုက်ကြီးတန်အခုဘယ်ချိန်ရှိပြီလဲ။အမ် မင်းချမ်းချမ်းချီချင်မယံမနေ့ပြန်ရာဒီဥတုဘလို့ရှိလေနောက်တစ်ခုကသားကြိုက်ရွှေစို့中国菜啦သူအခုတရုတ်ဟင်းချက်နီးကိုတင်နေတယ်လို့ပြောတာပေါ့နော်အထမိုင်လာပူဆောင်အီဖူတော်ဝတ်ဆုံးပူဆောင်အီဖူဆိုရှောင်းဆိုတာနဲတာပေါ့နော်ပူဆောင်ဆိုတာမနဲဘူးပေါ့နော်များတယ်ပေါ့နော်များတယ်အဲဝတ်ဆုံးအများကြီးဝယ်လာတယ်ပေါ့နော်အဲဒီကအဲ 我是坐飞机来的，坐飞机来的，所以个离人呢来的啵喏，我 bus 呢来的坐，呃，公共汽车、公交车，啊那个地铁的嘛，他啊看上啊看啵喏，他啊看上啊看也观战里的皮巴嘞，今天不别个那个咯，啊看上啊看也观战里的个不要别个那吧，哎哎，地观战里的也得看清楚，得看清楚来嘛。 တခန်းချင်းစီအလိုက်မှာပေါ့နော် and အသေးစိတ်လေးတွေ grammar လေးတွေပြီးတော့ရေးနီးဖတ်နီးပေါ့နော်ရေးနီးဖတ်နီး chinese tones လေးတွေရှိရဲပေါ့နော်အဲ့ဒီခါလေးတွေရဲ့နောက်ပြီးတော့ဖြင်းရင်ပေါ့နော်အဓိကကတော့ is k1 မှာကဖြင်းရင်ဖတ်တတ်အောင်ပေါ့နော်ဒီဒီပြထားတဲ့အင်္ဂလိပ်လိုအင်္ဂလိပ်အပေါ်မှာ what shit so fancy like that ဆိုအဲ့လိုအပေါ်မှာပြထားတဲ့ဟာလေးတွေအတိုင်းပဲ အရင်ဆုံးအင်္ဂလိပ်လိုဖတ်တတ်အောင်ပါအဲ SSK 1ရဲ့အစမှာပေါ့နော်အဲ့ဒါလေးတွေကိုအရင်ပြောပြတယ်အရင်ရှင်းပြတယ်ပေါ့နော်ပြီးတော့မှ Hans ပေါ့နော်ဒီ character တရုတ် character ရင်းနှီးရတော့နောက်မှာပေါ့နော်ဒါကတော့အခန်း SSK 1 book မှာပါတယ် content 15ခန်းကိုသူရဲ့ title လေးတွေကိုပြောပြသွားတာ ဖြစ်ပါတယ်ရှင်အခုလောအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ရှင်